။အနည်းကတော့ဒီလို scan ဖတ်ထားတဲ့ပုံလေးပေါ့နော်။ဒါဆိုရင် screenshot ရိုက်ထားတဲ့ပုံပေါ့။အဲအဲ့လိုပုံလေးတွေကိုမြန်မာစာရေးဖြစ်နေတယ်ပေါ့။ဒါနည်းအားဖြင့် screenshot ရိုက်ထားဖြစ်တဲ့အတွက်သူဒီ extension ကဒီမှာ JPEG ဆိုတာလေးဖြစ်နေတယ်နော်။အဲ့တော့အဲ့လို screenshot ရိုက်ထားတဲ့ပုံလေးဒါမှမဟုတ်ကိုယ့်ဘာကိုမြန်မာလို့စာရိုက်ထားတဲ့ scan ဖတ်ထားတဲ့ပုံလေးအဲ့ဒီပုံလေးကို Microsoft Word ထဲမှာပြောင်းခြင်းနေ။အဲ့ဒါဆိုရင်ဒီ PNG file တွေကိုအရင်ဆုံးဘာလို့လိုက်ရမလဲဆို attach တွေလိုက်ရမယ်။ တော့အရင်ဆုံး browser လေးကိုဖွင့်မယ်။ပြီးရင် google.com ဆိုပြီးတော့ address ရိုက်ထည့်ပါမယ်နော်။ဒီလိုတော့လုံးတော့ google.com address ရိုက်ထည့်ပြီးသွားရင်ဒီမှာက gmail ထဲဝင်လိုက်မယ်။ gmail မဝင်ရသေးရင် gmail username password ကိုပဲ။အခုကတော့ gmail ထဲရောက်နေပြီးသားသူတွေကဒီညာဘက်ထိတ်ဆုံးတောင်းမှာဗာလိတက်ရှိတယ်ဆိုရင် google application ဆိုတာလည်းရှိတယ်။အဲ့မှာနှိပ်ပြီးရင် google drive ထဲဝင်ပြရမယ်နော်။ တော့ Google Drive ထဲရောက်သွားပြီဆိုရင်တော့ဒီဘေးက new မှာနှိပ်ပြီးတော့ upload file upload လေးကိုရွှေ့မယ်ပြီးရင်ဆိုဆိုတာ download ဆွဲထားတယ် JPEG file လေးအဲ download ဆွဲထားတဲ့ file လေးကိုနည်းနည်းလေးရှာကြည့်အောင်နောက်ဆုံးလားလေးမှာ scan ဖတ်ထားတဲ့ပုံလေးရှိမယ်ဆိုတော့ဒီမှာ receive ဆိုတဲ့ဒီ file လေးเนาะဒါလေးကို JPEG file လေးကိုဖြန့်လိုက်မယ် တော့ဖွင့်လိုက်ရင်ဒီမှာ uploading ဆိုပြီးတက်လာနေမယ်ဒီမှာ receive ဆိုပြီးတက်လာတယ်နော်အဲ့တော့ဒါလေးကို upload လုပ်လိုက်တယ် Google Drive ထဲမှာအဲ့တော့ Google Drive ထဲမှာ upload လုပ်ပြီးသွားရင်ဒါလေးကိုသွားကြည့်မယ် file ကိုလုပ်တင်ကြည့်လိုက်အဲ့တော့ Webber Channel ရအောင် home ကိုပြန်နေလိုက်မယ်နော် home ကိုပြန်နေလိုက်မယ်ဆိုရင်ဒီမှာ receive ရလာပြီဒါလေးကိုဖွင့်ကြည့်ကြမယ်အဲ့တော့ သူ့ကိုပြန်ပြီးတော့ right click နှိပ်မယ်ဒီပုံပေါ်မှာ upload လုပ်ပြီးသွားတယ် upload နာမည်ရှိတာကိုဒါဆိုဒီမှာ upload လေးဝင်သွားတယ် upload ဝင်သွားတဲ့နာမည်ပေါ်မှာ right click နှိပ်ပြီးတော့ open with နဲ့သွားပေးရမယ်ပြီးဒီဘက်က google documents နဲ့နော် google docs google document ဝင်လာတော့ google document ဝင်လာတဲ့ချိန်မှာအဲဒါလေးကိုနည်းနည်းလေးစောင့်ပြရမယ်အဓိကတော့မြန်မာစာဆိုရင်သူကဒီဘက် file ဒီဘက် file ကနေ ပြင်လို့ပြင်ဖို့အတွက်ကိုသူကပြောင်းလို့အဆင်မပြေတဲ့အတွက် Google Document နဲ့ပြောင်းတာဒါဆိုပထမကြီးပက်ဖိုင်ပုံဒါပေမဲ့သူရဲ့အောက်မှာဒီမှာစာရှိတယ်နော်ဒီစာရဲ့အခုဆိုအမှန်မထွက်ဘူးဒါပေမဲ့ကိစ္စမရှိဘူးအဲ့မှာမထွက်တဲ့စာလေးကိုဆက်လက်မှာပို့ကိုယ်ဝင်တာလေးဆက်လက်မှာ right click နဲ့ copy copy တော့ပြီးရင် Microsoft Word ထည့်ဝင်မယ်ပြီးရင်စာရွက်အလုပ်တွေယူပေးရမယ်အဲ့တော့စာရွက်အလုပ်တွေယူပြီးဒီထဲမှာ paste လုပ်ချလိုက်ဒါဆိုရင်တော့ဘက်ကစာပြီးဒီမှာပြင်လို့ရပြီပို့ နော်အဲ့တော့စာကအကုန်လုံးပြန်ပြီးတော့ရိုက်ဆရာမလို့အဲ့တော့ JPEG file ကိုဒီနည်းနဲ့ပြန်ပြီးတော့ပြောင်းပို့လို့ရမယ်အဲ့တော့ JPEG file ကိုပြင်လို့ရဒီနည်းနဲ့ပြောင်းလို့ရတယ်လို့ PDF file ကိုလည်းဒီနည်းနဲ့ပဲပြောင်းလို့ရမယ်နော်အဲ့တော့အခုဒါလေးကိုပြန်ပေးတိုင်းမယ်နောက်တစ်ပုဒ်ကတော့ PDF file ကိုပြပေးမယ်အဲ့တော့ PDF file ပြဖို့ဆိုရင်လည်း PDF file တစ် file ကိုအခုဒီမှာဖွင့်ထားမယ်ဆိုတော့မြန်မာစာ PDF ဖြစ်ရမယ်ပေါ့နော်အဲ့တော့မြန်မာစာ PDF file တစ် file ဆိုရင် PDF မှာ birthday jpg ဆိုတဲ့ file ရှိမယ်နော်အဲ့တော့ဒီ birthday jpg file လေးကိုဒါကဒီဘက်ပြောင်းထားတာဒီဘက်ပြောင်းထားဆိုဆိုအနည်းတိုင်းပြောင်းလို့ရတယ်ဒါကကြတော့ document file တပည့်ကလေးနဲ့လိုက်တာ document နဲ့မှာသူရိုက်ထားတယ်သူ insertion ဝင်ထားပြီးရိုက်ထားတယ်။အဲ့တော့အဲ့ document file ကို JPEG ပြောင်းထားမှာမဟုတ်ဘဲね document file ကို PDF ပြန်ပြောင်းလိုက်တယ်။ အဲ့ဆိုရင် file name က save as နဲ့ဒီမှာ browse ကိုနှိပ်မယ်ပြီးရင်ဒီအောက်က word document မှာ pdf ရှိလိုက်မယ်ဒါဆိုဗတ်ဒီ pdf ဖြစ်သွားလိမ့်မယ်နော်ပြီးရင်တော့ save နဲ့တော့မယ် download တွင်မှာအဲအဲ့တော့အခု file လေးကဗတ်ဒီ pdf file အဲ့တော့မြန်မာစာ pdf file နေပေါ့မြန်မာစာ pdf file နေကိုဘာနေနဲ့ပြန်ပြောင်းမလဲဆိုတော့လူမျိုးအဲသူစာပြင်ခြင်းနေပေါ့ အဲ့တော့စာပြင်ခြင်းလဲဆိုရင်မြန်မာစာ PDF ကိုပြန်ပြောင်းဖို့အတွက်ဆိုဒီ PDF ကိုပုံ format ပြန်ပြောင်းပေးဖို့